လင်တန်ကြောင့်အကြီးကျယ်ဒုက္ခခက်ခဲနဲ့ရင်းဆိုင်နေရတဲ့သူတွေအခြေအနေကိုပြောပြလာတဲ့မနော်မလင်တန်ကြောင့်လောကဓာတ်ရိုက်ချက်တန်တွေကပါလူလဲခံစားနေရတာကြောင့်ကြီးတွားလာသူကအဆိုတော်မနော်ပါဒါကြောင့်လည်းအဆိုတော်မနော်ကခုဆိုရင်ရွာကိုပြန်တော့မယ်လို့ပြောလာတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာတကြံကာလမရောက်ခင်အချိန်လောက်ကမလင်ကြီးစားတခုလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မလင်ကြီးဟာဆိုရင် ပြင်အောင်ခုနှစ်တမခုနှစ်ထီကိုရှိခဲ့တာဖြစ်ကပြည်သူပြည်သားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးပျက်စီးမှုများပြားခဲ့တာပဲဖြစ်ပါတယ်။ဒီငလင်ကြီးဟာနှစ်ပေါင်း100ကျော်အတွင်းမှာပြန်လည်အသက်ဝင်လာပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပြီးဒီငလင်ကြားထဲမှာအသက်ရှင်ကျန်ရခဲ့တဲ့လူတွေရောမှာကြီးမားလာတဲ့ဆုံးရှုံးပျက်ပြားမှုတွေနဲ့ဘဝကြီးတစ်ခုလုံးကပါပြောင်းပြန်လန်သွားအောင်လုပ်နိုင်ခဲ့တဲ့ထီကိုအပြင်းထန်ခဲ့တာပါ။အပြင်းစွာလှုပ်ခတ်ခဲ့တဲ့ဒီငလင်ကြီးကအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးတော့ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုပါရင်ဆိုင်ခဲ့ကြတဲ့သူတွေထဲမှာ တာမန်လူတွေတာမကတတိယကြီးတွေနဲ့လူပညာရှင်တွေလည်းပါဝင်ခဲ့တာပါ။ငွေတိုင်းဆောင်ထိခိုက်နေနိုင်ရတဲ့လူပညာရှင်တွေမှာအစိုးရမနောလည်းပါဝင်နေတာဖြစ်ပါတယ်။အစရမနောဟာဆိုရင်ငလင်တန်းသောအသက်ဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့တာဖြစ်ပြီးတော့စကိုင်းမြို့မှာရှိတဲ့သူ့ရဲ့နေဟာဆိုရင်ရစရာမရှိတော့အောင်ကိုပြိုကျပျက်စီးသွားခဲ့ရတာပါ။အဲကြောင့်လဲအစရမနောဟာဆိုရင်တော်တော်လေးကိုဒုက္ခရောက်နေရတယ်လို့ပြောလာတာပါ။ဒီလိုနဲ့အစရမနောဟာစကိုင်းငလင်မီသောမန်လေးမြို့ကိုလာတော့လင်မန်လေးမြို့မှာနောက်ဆက်တွဲမြင်းကလေးတွေနဲ့တူ ိုးကြီးလွန်းလာတာကြောင့်ရေပြင်ပေါ်မှာဂရင်ခင်းပြီးတော့မိုးတဲ့လေထဲမှာအိပ်နေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းအဆိုရမနောကမမြဲခြင်းသဘောတရားနဲ့လောကရန်ကိုဆင်ကျင်မိတယ်လို့ဆိုပါတယ်။အဆိုရမနောဟာသူ့ရဲ့ပထမအောင်ဆုံးအယ်ဘမ်ဖြစ်တဲ့ဘိုးအောင်တဲ့တချင်းနဲ့လူသိများခဲ့ကခုချိန်မှာတော့တက်ကြီးရွယ်ဦးမီမနောဆိုတာနဲ့မတည်သူမရှိအောင်တချင်းကောင်းဘိုးဘက်ကွဲအောင်အောင်မြင်ခဲ့တဲ့ဆိုရတော့ပဲဖြစ်ပါတယ်။အနုပညာလောကမှာမအောင်မြင်ခင်ကတည်းကမနောဟာကာဝဲလျှော်လောကန်၊ကိုင်းအောင်ရှောရုံပြကန် ဖျားစီဒီနိဗ္ဗာန်ကုန်ပစ္စည်းတွေကမှလောက်ကင်နေပြီးတော့ကြီးကြီးတဲ့ချမ်းသာကြိုးရနေတဲ့တထိတူဝဲဖြစ်ပါတယ်။ဒါမဲ့လည်းမနောဟာပစ္စည်းဥစ္စာစီးစိမ်လုပ်ငန်းတွေနဲ့ချမ်းသာကြိုးရနေပြီးမယ်လေမာနကြီးခြင်းမျိုးမရှိခဲ့ပါဘူး။အောင်မြင်ကြကြတဲ့နိုင်ငံကျော်ဆိုတော်တူအနေနဲ့လည်းဂုံမခါမာနကြီးတာမျိုးလုံးဝမရှိခဲ့တာပါ။မနောဟာကျန်တဲ့ချိန်တွေမှာဘာသာရေးတာသနာရေးကိုပဲဥဆောင်ပြီးတော့ဆောင်ရွက်နေတာပါ။မက်လာ၂၈ရက်နေ့မှာတော့ရုတ်တရက်ပြင်းထန်ကြီးမားတဲ့ငလင်ကြီးကိုစိုးဝါးစွာရင်ဆိုင်ခန်းစားနေရတာပဲဖြစ်ပါတယ်။ဒီငလင်ကြောင့်ဆူရောမနောနေထိုင်ခဲ့တဲ့နေဟာ စိုးစိုးဝါးဝါကိုပြိုကျပျက်စီးသွားခဲ့ပြီးတော့သူတော်ကန်ကောင်းလို့အသက်ဘေးကတည်တည်လေးလွတ်လာခဲ့ရလို့လည်းပြောပြခဲ့ပါတယ်။အခုလည်းမိုးရဲရေတဲ့ကရင်နဲ့အိတ်နေရာကဒါကြောင့်မနှောဟာစကိုင်းမြွေငလေးလှုပ်ခတ်ပြီးတဲ့နောက်တင်္ခါရတရားများရကဆင်ပြင်းမိခဲ့ပါတော့တယ်။သူ့ရဲ့ဆုံးရှုံးမှုတွေကိုတာဝန်ကားရကပြောင်းလဲသွားခဲ့တဲ့သူ့ရဲ့ဘဝနဲ့အနာဂတ်အစီအစဉ်တွေကိုအခုလိုပဲမျှဝေလာခဲ့တာဖြစ်ပါတယ်။စရမနောဟာငလင်ထံကိုကြောက်ရွံ့ကမြို့ကြီးပြကြီးတွေမှာတိုက်တာရင်းနဲ့မနေတော့ဘဲနဲ့ကိုရွာလေးမှာပဲအေးအေးချမ်းချမ်းနဲ့စိတ်ချမ်းသာစွာနေတော့မယ်လို့ပြောလာခဲ့ပါတယ်။ ကိုရောင်မောင်ဆိုရင်အေဂျင့်ကြောင့်နဲ့ထက်လန့်တွေနဲ့တာယာစွာနေနိုင်ကြောင်းကိုပြောလာပါတယ်။ဘန်နီကမှကြုံတွေ့မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။အသက်50လောက်ရှိပြီဆိုတော့ရွာကမဲပြန်ပြီးအေးအေးဆေးဆေးနေတော့မယ်လို့ဆိုရမနောကဆိုလာပါတယ်။ဒီဗီဒီယိုလင့်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမလင်ကြောင်ရွာပြန်တော့မယ်ဖြစ်ကြောင်းကိုပြောလာတဲ့အဆိုရမနောပေါ်မှာပရိသတ်တို့အမြင်လေးကိုလည်းမျှဝေပေးသွားချပါအောင်နော်။